ဒီကနေ့စိတ်ညင်ဒီစာလေးဖတ်ပါဆိုတော့ Facebook ပေါ်ကမှတ်သားစရာကောင်းတဲ့စာသားလေးတချို့ကို မျှဝေပါရစေ။စာသားလေးကမာနတွေသိမ့်မထားပါနဲ့။မထားတဲ့နဲ့မာနကတင့်ကဘာကိုကျင်းမြောင်းစေပါတယ်။လူတွေကိုအပြုံးနဲ့စတဲ့နှုတ်ဆက်ဖို့ဘယ်တော့မှဝမ်းမလေးပါနဲ့အပြုံးတွေကတစ်ဖက်လူကိုပျော်ရွှင်စေသလို ကိုယ်တိုင်လည်းပီတိဖြစ်စေတယ်လူတိုင်းမှာဝမ်းနဲ့ဆရာဆိုတာအမြဲရှိပြီးသားမှုတင့်တယောက်တည်းမပျော်ရွှင်မဲ့ဝမ်းနဲ့နေရတာမဟုတ်ပါဘူးဘဝဆိုတာဒင်္ဂါးပြားတစ်ခုလိုမျက်နှာပြင်နှစ်ဖက်ခေါင်းနဲ့ပန်းလိုပါပဲအဆိုးတွေပြီးရင်အကောင်းဆိုတာတကြော့ပြန်လှည့်လာမှာပါဖြည့်ရှင်းလို့ရတာတွေကိုဆက်ဖြည့်ရှင်းပါဖြည့်ရှင်းလို့မရတာတွေ ပြစ်တာထားလိုက်ပါ အချိန်တခုကြာလာတော့လေအပြောင်းလဲတွေနဲ့တင့်ကံကြမ္မာတစ်ခါပြန်ကံကောင်းလာမှာပါအရေးကြီးတာကဘယ်ຢာတွေကိုပဲဖြစ်ဖြစ်ရင်ဆိုင်ရဲတဲ့စိတ်နဲ့ရင်ဆိုင်ခြင်းစိတ်လေးရှိဖို့လိုပါတယ်အစုံတယောက်စီကမျောလင်းချက်တွေထင်းတယ်လို့ဖြစ်မလာတဲ့အခါမျောလင်းချက်တွေကိုရှော့ချပစ်လိုက်ပါ အကျိန်များစွာသင်မျောလင့်သလိုမတုတ်ပြန်တဲ့သူကသင်လိုချင်တဲ့အရာ तू မပေးနိုင်ဘူးဆိုတာသင်နားလည်ထားဖို့လိုပါတယ်သင်ကိုမနာလိုသူ မလိုလားအပ်သူသင်ကိုဆုတ်ခွာသွားသူတွေကို မမုန်းသီးပါနဲ့မေတ္တာသာ ထားလိုက်ပါမေတ္တာဆိုတာကျေပြန့်တတ်သလိုရောင်ပြန်ဟတ်စီပါတယ် သင်မျော်လင့်ထားတဲ့သူစီကမေတ္တာမရလဲအခြားလူတွေစီကချစ်ချင်းမေတ္တာတွေအပြည့်ဝရစေနိုင်ပါတယ်သင်ကိုဂိူးဆိုင်သူအလေးထားသူတွေကိုပဲတတ်နိုင်သလောက်မမေ့လျော့ပါနဲ့သူတို့ရဲ့တန်ဖိုးထားမှုကိုအတိမတ်ပြူပြီးတုတ်ပြန်လိုက်ပါဘာလို့လဲဆိုတော့သူတို့ကကိုယ့်ရဲ့အသက်ရှင်ရက်ပြီမှုကိုပို့ပြီးအတိတ်ပဲရှိအောင်လှုပ်ပေးတဲ့သူတွေမျိုးပါ ဖြစ်ချင်တာတွေအထက်ထင်းဖြစ်အောင်ဖြည်းဖြည်းချင်းလှုပ်ယူပါအရန်ကြီးဆန္ဒသိမ့်မစောပါနဲ့ဒီနေ့မဖြစ်လဲနောက်နေ့ရှိသေးတာပဲနေတိုင်းအကျိုးရှိစွာလှုပ်ဆောင်နေဖို့ပဲလိုတာပါနေ့အတိုင်းကစပြီးဒီနေ့ထိတင့်စိတ်ညစ်နေမယ်ဆိုရင်ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ ဥပမာ ဟာသပရိယလေးရီမောစရာကာတွန့်လေးတွေရီစရာပြောတတ်တဲ့တငယ်ချင်းတွေအဆရှိသဖြင့် ပြုံးဤစရာလေးတွေနဲ့အာယုံ ပြောင်းနိုင်အောင်ကြိုးစားပါလူသားတိုင်းမပျော်ပဲပြုံးနေရတဲ့ဘဝဆိုတာအမြဲရှိပြီးသားပါတချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာစိတ်ညစ်စရာ လုံးဝမရှိလို့တော့မဟုတ်ဘူးသူတို့ကိုယ်တိုင်ကပျော်ပျော်နေတတ်လို့ပဲပြီးတော့ပျော်ရွှင်ခြင်းဆိုတာ သင်ကိုယ်တိုင်ဖန်တီးယူရမှာပဲဖြစ်တယ်။ကိုကိုကံဆိုးဆုံးလို့ဘယ်တော့မှ မတွေးပါနဲ့။သင်ဘောကဘလောက်ဆိုးရွားပါစေ ကို့ထက်ဆိုးရွားတဲ့သူတွေကို့ထက်ဆိုးရွားတဲ့လူတွေဒီကဘာပေါ်မှာဒပုံကြီးရှိနေတယ်လို့သင်နှလုံးသွင်းလိုက်ပါ။အတွေးလေးတစ်ခုပြောင်းလဲတွေးခေါ်တတ်ဖို့ပဲလိုပါတယ်။နောက်ဆုံးတစ်ခုကတော့ကံဆိုတာအလုတ် အလုတ်ဆိုတာကံပါဆိုတာတွေလုံးရင် အဆိုးတွေကြီးပဲကြုံတွေ့နေရမှာဒါကြောင့်သင်အမြဲကောင်းတာတွေလောက်ကင်ကြံစီလောက်ကင်နေရင်တနည်းတော့သင်အမြဲကံကောင်းလာမှာဤကံမုတ်ချမလွဲပါဘူးဒီစာသားလေးတွေဖတ်ပေးလိုက်တဲ့အတွက်နားထောင်သူအပေါင်းဘုဒ္ဓရများစွာနဲ့ သိဉာဏ်များစွာဖွံ့ဖြိုးနိုင်ပါစေလို့ဆန္ဒပြုပါရစေ။